business and economy တရုတ်က president trump ဘာကြောင့်လက်ဖြောက်တည်တယ်လို့အတာလေးအနိုင်ယူနိုင်ရတယ်ကဘာပတ် american မိနနာစီးပွားရေးပညာရှင် channel ကကျူးဆိုပါတယ်ဘယ်နေရာကြည့်လဲကိုမအောင်မရေးတာပါ president trump ကရှီဂျင်းပင်တရုတ်သမ္မတဖုန်းခေါ်အောင်စောင့်နေတော့ပါပဲသူ့ကိုအရန်ဖုန်းခေါ်စေခြင်းတယ်ဒီတစ်ပတ်မှာဘာကြောင့်ဆို trade tension ကမြင့်လာ

why do you think the Chinese hold the cards here? Well, it's great to be here, Kelly. It's very clear to the Chinese that China has the upper hand in the trade war with Trump. Basically, anything that the United States can produce, except for semiconductors and ethane, the Chinese can buy from other countries. So, over the last two months, the Chinese have pivoted. Instead of buying American beef, they're buying beef from Australia. Instead of buying American soybeans, they're buying soybeans from Brazil. တရုတ်ကနေပြီးတော့ President Trump အမေရိကတဲ့ပို့ပြီးအတားရတယ်။ဘာကြောင့်လဲဆိုတော့အမေရိကထုတ်တဲ့ပစ္စည်းမှန်တယ်များအားလုံးကတရုတ်ကတခြားနိုင်ငံကနေဝယ်လို့ရတယ်။ Semiconductor နဲ့ ਈ တန်းရလွယ်တော့နော်။အဲ့တော့အခုလုံခဲ့တလားနှစ်လမှာဆိုရင်တရုတ်ကအများကြီးပြောင်းလဲနေတယ်။အမှန်ပြောရမှာဆိုရင်2016เนี่ยစပြီးတော့ Trump ကိုအကြောင်းသိပါ။သိပါပြီးကြိုးတင်ပြင်ဆင်ထားတယ်နော်။ တရုတ်တမနာရှိခြင်းပဲ။တရုတ်ချပြင်ဆင်တာ။အမှန်တရုတ် ပြင်ဆင်တာနှစ်ပေါင်း50တရောက်ရှိနေပြီ။မာကျော်ဆိုတော့အနောက်နိုင်ငံတွေရဲ့အနိုင်ကျင့်အောင်အမြဲတမ်းခံရတယ်။အရင်ကဆိုတရုတ်ကအရင်ချမ်းသာနိုင်ငံဖြစ်ပူတဲ့။ပြီးတော့ဘိန်းနဲ့ပတ်သက်ပြီးတော့ဘိန်းစစ်ပွဲမှာတရုတ်တွေကနော်ကြာရှုံးသွားအဲအနိုင်ကျင့်ခံရများတယ်။များတော့သူပြင်ဆင်တာသူသိတယ်။အနောက်နိုင်ငံရဲ့ဘလို့အနိုင်ကျင့်ဆိုသိတယ်။ဒီတော့ပြင်ဆင်တာအကြမ်းရှိတယ်ဒီ president ရှီကျင်းပင်လက်ထက်ကနော် အကြိုက်ရှိနေတယ်ရှိနေတော့အခုအကြိုက်ပြင်ဆင်ချင်ရတယ်စောစောအခုတလားနှစ်လားမှဆိုဘလို့ပြောင်းလဲဆိုရင် အမေကနွားတွေမဝဲတော့အမေတိုင်းမဝဲတော့ဩစတြေးလျဝဲတယ်အမေကစွိုင်းဘင်းနော်စွိုင်းဘင်းနဲ့ပတ်သက်တာပဲနေပေါ့အရင်ကဆိုရင်အမေကလက်သမိုင်းစီရဝဲတယ်အာမဝဲတော့ဘရာဇီးစီရဝဲတယ်အမျိုးမျိုးပြောင်းလို့ရတယ်နော်စမီကွန်တန်တာနဲ့အီတိန်ပဲ ကြံတော့တယ်အဲ့တော့တခြားဘာတွေထူးကြတယ်ဆက်ပြီးတော့နားထောင်ပလေးတရရောအမေရိကန်နဲ့တရုတ်ဘသူ့ကိုအားပေးပါလို့လဲခေါမောက်မှာရေးထားပါ instead of buying oil from america they're buying oil from canada So semiconductors are one of the things that the United States has its power with. But right now, China has invested hundreds of billions of dollars into indigenous innovation, which is why Huawei has emerged as one of the largest chip makers in the world. You can even hear Kelly that Jensen Huang, the founder of Nvidia, has said they are going to lose 15 billion U.S. dollars in sales. Because Huawei and other Chinese semiconductor companies are emerging to be not only good enough, but almost as good, if not even better, than NVIDIA. And so the Chinese feel they have the upper hand in the trade war because they can replace the United States. 加拿大呢，U.S. 呢，大比哦，查来啊，一样麻烦的。加拿大越南里啊，哦，没撇到 U.S. 啊那边哦，老话阿古路米亚的 အိန္ဒိယနိုင်ငံဖြစ်သွားတယ်အဲရော USA ကနေဒါမှာရေနံတွေထွက်တယ်အဲရေနံတွေဘာလုပ်လဲတရုတ်လိုရောင်းလိုက်တယ်နော် USA ကိုမရောင်းတော့အာ USA အဲကြောင့်ရေနံတွေအခုဈေးတက်နေတော့မှဟုတ်တယ်မှာပလင်းတက်ရုပ်နေနေနေမှာဓာတ်ဆီဈေးပဲဈေးရှိတယ်ခုမှမှရေးထားတယ်အဲ့ဒါကြောင့်အရေးကြီးရယ်နော်နိုင်ငံတွေစီးပွားရေးတွေကုန်သွယ်ရေးလုပ်ရတဲ့နေရာမှာ ရန်သူကိုဘလို့နိုင်အောင်လုပ်အောင်မလဲဆိုတာအရေးကြီးတယ်။တကဘာဝဲချနေမှာဆိုရင်တကဘာလုံးကကိုကိုကပဲရန်သူရဲ့တကဘာကိုပါဖြစ်သွားနေမှာ။ကနေဒါကလည်းအခုတရုတ်နဲ့ပူနီးစပ်သွားပြီ။ဥရောပကလည်းတရုတ်နဲ့ပူပြီးတော့နီးစပ်သွားပြီ။အရှိတော့အာရှာတရုတ်နဲ့ပူပြီးတော့နီးစပ်သွားပြီ။ President Trump လုတ်လိုက်တဲ့အတွက်ကြောင့်နော်တကဘာလို့ချတာအမှန်ဖြစ်ရမှာလား။တကယ်ပါလို့စီလုံယုံပြီးတော့တရုတ်ကိုတာဂက်ထားပြီးတော့ချမ်းအဲ့လိုမျိုးဆိုရင် ကျင်းနေတဲ့ President Trump เนาะအမေရိကကတရုတ်အိစစ်အတာလေးအနိုင်ရရှိမှာအခုကတရုတ်ကအာဒါအခွင့်အရေးယူပြီးရှေ့မှာတကပေါက်ပတ်ပြီးတော့ကုံတွယ်ရေးလုံနေတာဩတရုတ်တမနာရှီကျင်းပင်ဒီလိုနေ့ကိုသူစောင့်နေ2016 2015က Trump ပါလောက်ဆိုတော့ तू ကတိွားတိွားတဲ့အတွက်ကြောင့်အေးနောက်တစ်ခါဒါမလုံပါဘူး तू ကကြိုးတင်ပြင်စင်တာ USA ကို export တွေကို short ပြီးတော့ short နဲ့တော့ short တယ်တခြားနိုင်ငံကပစ္စည်းပိုးဝယ်တယ်တခြားနိုင်ငံပိုးပြီးတော့ export ပိုးလုပ်တယ် Nvidia CEO Jensen Huang အောင်ပြောတယ်။မပြောလဲဆိုတော့တရုတ်ပြည်ဟိုသူမတင်ပို့နိုင်တဲ့အတွက်ကြောင့်15 billion ဆုံးရှုံးတယ် USA company ။ပြီးတော့တရုတ်တွေရတယ်တရုတ် company semiconductor တွေကို investment billion နဲ့ချီလုပ်။ Huawei company Huawei အရင်ကြီးမားလာ Huawei ကဖုန်းတစ်ခုလည်းရောင်းအောင်မဟုတ်တော့ တို့မြန်မာနိုင်ငံကလူရဟွာဝေးဆိုစုံမဲ့တိကြစမီကွန်ဒန်တာရှိတယ်စမီကွန်ဒန်တာအရန်တိုးတက်နေတေယောက AI နဲ့ပတ်သက်အရန်တိုးတက်နေတော့ဘာကြောင့်ဆိုတော့ပိတ်ထားရတော့ကြောင့်တေယောကတိရအဲ့ဟာနံပါတ်1 US ကိုရအောင်ဖြုတ်မဲ့ဆိုဘာကြောင့်ဆိုတော့ USA ကိုလိုအပ်တာဘာရှိတယ်စမီကွန်ဒန်တာ USA အတားရရှိတာစမီကွန်ဒန်တာပဲနော်အဲ့အဲ့တော့တေယောတိရစမီကွန်ဒန်တာ AI က USA တာဝါမယ်ဆိုရင်နံပါတ်1ရောက်ဖို့ဆိုတာအတားလေးပဲဆိုတာသူကတိကြိုးတက်ပြင်းစင်းတာအများကြီးတေယောကုန်ပြီးအများကြီးတိုးတက်တဲ့ AI ဂျန်ဆန်ဝါ NVIDIA CEO ကမှပြောတယ်တရုတ်ကဘာမှတိတ်ပြီးမကွာတော့အစက10နှစ်အနည်း20ကွာမှထင်တာအခုတရုတ်ကိုပိတ်တာတွေရောနော် President Trump လောက်တာတွေရော အားလုံးကတရုတ်ကပို့ပြီးခိုင်မာလာတဲ့ဘောဖြစ်နေပလိမ့်တဲ့ရော President Trump ဘာတွေအမှားလုပ်ပြီးထင်ပါလဲကိုမအမှရေးတာပါဆက်ပြီးတော့နားထောင်မယ်သူပြောတာနော် our word or resolve China is going to push back much harder than most Americans think because they feel they're strong. And this is part of their genesis story. The founding of the CPC was really basically China pushing back against Western imperialist powers from the UK, Europe, and even the United States in the 19th century in the run up to the British Opium Wars. Mm -hmm. So Xi Jinping and the CPC is playing to two audiences one, international trade, like I said before, and also to the Chinese population. They want to show the Chinese people that China has emerged strong, and the Chinese will have the R word, reserve, resolve to push back against Trump. Much harder than Scotty Besant, much harder than Donald Trump think, Kelly. So, so uh -huh. aha. <laughs> 伊个记者骂的啊，伊个记者啊，得有理啊，川普才包庇一大洋骂的。 လုံးဝစိတ်သက်ကိုဆုံးပြည့်ချတာအနိုင်ရရှိအောင်ဘာပဲဖြစ်နေဖြစ်နေเนาะဘလောက်ပဲတရုတ်လူတွေအလုပ်ပြုတ်သွားပါစေရှီကျင်းပေကဆုံးဖြတ်ပြီးပါအမေကအလျှော့မပေးဆိုဆုံးဖြတ်တာ push back အမေကလို့ဘာကြောင့်စဉ်းစားကြည့်ရင်အရင်ကဟို1900တွေကဘိန်းတွေပါတယ်အနောက်တိုင်းကိုနည်းနည်း short ပေးတာတရုတ်တွေအောင်ဘိန်းစားဖြစ်တယ်ပေါ့အဲရောသူတိကုန်အထာလီတိပါအဲရောအနောက်တိုင်းကိုသူကလုံးဝမ short ပြီးတော့ အရင်ကလည်းတရုတ်တွေစံပြုတ်တောက်ကြမှုလေအဲ့တော့စံပြုတ်ပြန်သွားတောက်လေစိတ်ဆောင်မရှိဘူးဒါပေမဲ့အမေရိကန်တွေကအဲ့လိုမျိုးခံနိုင်ရရှိမထင်လားเนาะအမြဲတမ်းအမြဲတမ်းပတ်စံချမ်းသာပြီးအေးစိတက်တာနေရတယ်တက်တာနေရဆိုတော့နည်းနည်းလေးเนาะအိမ်တအိမ်ရနေပြီးတော့အိမ်ဘွားဆင်းရနေတယ်တော့အမေရိကန်ကအချင်းချင်းချတော့မှာเนาะစစ်ဘွားပြစ်တော့မှာအမေရိကန်မှာလူတွေ crime crime rate အများရှိတယ်လူတွေကเนาะအလုရှာအောင်ရအောင်မလုံးမလုံးကြဘူး အာအလုတ်နည်းနည်းဒုက္ခရောက်ရတဲ့အချင်းချင်းချသွားမှာအကုန်လုံးကနော်အဲ့ကြောင့်အရန်ကြီးတရုတ်တွေက train လုပ်ပြီးတာ CCP တက်လာတဲ့ကတရုတ်လူမျိုးတွေအေးစံပြုတ်တောက်နာလုထားတော့နော်တီတီချက်ချာအနောက်တိုင်းတွေကိုနိုင်အောင်လုပ်မယ်နံပါတ်၁ဖြစ်အောင်လုပ်မယ်ပြောတာဒါသူပြောတာနော်ပညာရှင်ပြောတာနော်သူပြောကျိုးတဲ့ကျိုးတဲ့ပြည်စစ်သားဗြိတိရှကျူကျော်တဲ့ဘုံကျူကျော်မှုရဲ့သူခံရမှုပဲခံရမှုမခံတော့ဘူးဆိုပြီးတော့အခုတာလာတာနှစ်ပေါင်း ညာနဲ့ချီသူက plan လေးလုပ်ထား plan လေးလုပ်ထားနော်တရုတ်က dynasty USA ကတမနာတက်ရောက်ဆိုရင်အလုံးစုံ၈နှစ်ပေါ့နော်အာတရုတ်ကြောင်တမနာတက်ရောက်အကြာကြီးရှိရရှီချင်းပြည်သူများရှိနေပြီနော်နှစ်ပေါင်းများကြာနေသူတတတလုံးပဲတမနာဆက်လုပ်အောင်နော်နောက်ထပ် policy ဆက်ပြီးတော့လုပ်အောင်အဲ့တော့တရုတ်တွေအမှအရန်တာပါဘာကြောင့်ဆိုခံနိုင်ရရှိရပုံမူဒီပါအမေရိကန်တွေက အရန်စီတက်တာတဲ့တရုတ်ပစ္စည်းယူပြီးတော့ပြန်ရောက်တယ်ပတ်စံအများကြီးရချမ်းသာတယ်အေးစစ်စစ်ပဲအခုတော့ဟိုတရုတ်ကိုအားကိုးရမြတ်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့တရုတ်ကိုမရှင်နိုင်တော့ဖြစ်သွားတယ်ဟော Apple company အဲ့လိုပဲ Apple company Apple company တရုတ်ပြည်မှာသွား ပြီးတော့ manufacture လုပ်တယ်အမှန်ကပြောရမဆိုရင်ဗီဒီယိုအစုံမှာနော်အမေရိကန်ကတရုတ်တွေကိုအသာယူပြီးတော့အရန်ချမ်းသာတာပါနော် President Trump ဘလောက်ပဲပြောပြောအေးတရုတ်ကအမေရိကန်နိုင်ငံကြီးပြောတာဒါပေမဲ့ အမေရိကန်တွေအများစုကတရုတ်ပစ္စည်းတုံးမျိုးချိုင်းနိုင်ငံတွေအများကြီးပဲနော်နှစ်ဖက်ကြည့်ရတယ်နှစ်ဖက်ဆိုကြည့်ရတယ်ဟာလို့အမေရိကန်ကပစ္စည်းထုတ်မှဆိုရင်ဈေးရန်ဈေးကြည့်မယ်ဈေးရန်ဈေးကြည့်မယ်ဆိုရင်ပြန်ရောင်းဖို့ဆိုရင်ဝယ်လို့မရှိဝယ်လို့မရှိဆိုရင်ပစ္စည်းထုတ်တဲ့ကုမ္ပဏီတွေနော်တထဲရပတ်စံမရပတ်စံမရသူချိုင်းနိုင်ငံမှာမဟုတ်လေဟာလို့မှရှင်းရှင်းလင်းလင်းပဲစီးပွားရေးတမားဆိုတာဘယ်နေရာမှာပစ္စည်းကိုအကောင်းဆုံးနဲ့ဈေးတက်တာဆိုထုတ်ရမလဲအမြတ်အများဆုံးရအောင်လုပ်မယ်ရှာပါမယ်တရုတ်မဟုတ်လေတခြားနိုင်ငံဖြစ်မှာမယ်နော်

David Tepper at one point, buy everything China. And now we're right. back to sell everything China <laughs> and then American exceptionalism. If you're going to navigate this, do you play the pendulum or do you try to allocate based upon the longer term, as some people may or may not want to do given headline risk? Well, I mean, China. So, so, Louis Biola. ဒီကပန်ကျူရဆိုဘယ်ဘက်ညာဘက်မြဲရွှေ့နေအရင်ကဆိုရင်တရုတ်ပြည်စီအကုတ်ဝဲဝဲပြီးတော့အမြတ်အများကြီးရအောင်လုပ် USA ထုတ်မြေစီးပွားရေနော် US မှာမထုတ်နဲ့တော့အဲဒါ US ကိုယ်တိုင်ကဒီ policy နော် World Trade Organization တည်ထောင်တာသူ system ပဲနော်ရှိမြဟာဈေးအကောင်းဆုံး supply chain ကိုအကောင်းဆုံးနေရာတွေရအောင်လုပ်ရအောင်လုပ်ပြီးတော့ US ပြည်သူတွေပြန်ရောက်ပြန်ရောက်တော့အမျက်ငွေအများကြီးရကုမ္ပဏီအ US ကပြည်သူတွေလူစုရအလုပ်တွေအများကြီးရပေါ့ဒါဆိုအမျက်များလေလေလူတွေများများငှားအောင်ရနေတယ်ပဲနော်အခုကျတော့ဟိုးပြောင်းသွားပြန်တရုတ်ပြည်စီအောင်မဟုတ်ပဲလေတော့တရုတ်တရုတ်ပြန်ရောက်ခြင်း နော်တရုတ်ပြန်ရောက်ခြင်းပြီးတော့အမေရိကန်ကပြန်ပြီးထုတ်ခြင်းတယ်အဲ့လိုပြန်ပြီးပြန်ရောက်အဲ့တော့ဘယ်လိုမျိုးဖြစ်နေတာလဲနော်ဘယ်လိုမျိုးဖြစ်နေတယ်ပြည်သက်ရောဘယ်လိုသဘောရပါလဲဒီလိုမျိုးတရုတ်တွေအာနာရှိလာတာအမေရိကန်ကြောက်လို့ထင်ပါလားတခြားဘာကြောက်ရှိလို့ထင်ပါလဲကိုမအောင်မရတာပါ I want to do given headline risk. Well, I mean, China is a massive economy. And there are a lot of good stories going on over there. Let's not forget, US GDP was down in the first quarter, Chinese GDP was up more than 5%. If you invested in the SPY year to date, you're flat. If you invested in the FXI, which is the top 50 Chinese companies, you're up 15%. So I think one of the misconceptions during this negotiation, and I think your previous guess is right, is that Trump has told us that, that China really depends on the United States of America. The tariffs that went into place in April led to a reduction in exports to the United States of America of 20% in April. That sounds pretty significant, except for the fact that exports overall were up for March. So, aha, this is a fabulous GDP, CY, US, CY, GDP, first quarter, first quarter, the UBR, CY, 5%. Okay, that's export of export တော့ကြည့်ရမှာဆို export က USA ကို export လို့20%ကျတယ်။ဒါပေမဲ့တရုတ်ပြည်ကတကဘာလုံးတင်ပို့နေတာ။အဲ့ export ကပိုတိုးလာတယ်။အဲ့ရော Okay USA တနိုင်ငံတွေကတရုတ်ပစ္စည်းဝယ်နေမှာတကဘာလုံးဝယ်နေတာ။ဝယ်နေရတဲ့အတွက်ကြောင့်တရုတ်ကလုံးဝမကြောက်တဲ့သဘောဖြစ်။နော်။အဲ့ဒါပညာရှင်ကပြောတယ်။အဲ့ရောပလေးတက်ရဘယ်လိုသဘောရပါလဲ။ဒီလိုမျိုးဆက်ပြီးတော့တွားနေမှာဆိုရင်ဘသူပို့ပြီးတော့အထိနာမယ်ထင်ပါလဲ။ကိုမအမှန်ကြီးတာပါ။ So while the U.S. is a large customer, the U.S. is not the only customer, and the Chinese do a good job of pivoting. So this is a really long-term story. The center of it really is currency. Uh, the center of it is rebalancing the Chinese economy to more, more consumption based and less export based. These things happen over decades, as you said. They don't happen over days. And, and in Chinese language, they happen over dynasties. So they're not going to get anything significant done except maybe something you know symbolic or cosmetic, I think, during this period of time. And we have to figure out how to get out of this. But I do take some solace in the fact that the yuan has started to appreciate a little bit against the dollar. To me, that's a signal that they're playing nice with us, even if the rhetoric is somewhat hot. 说实话，读白表的时候，德有里啊，三苏的名 dynasty，美的名表的哈，还阿罗都啊，对吃不能的肉他，喏，U.S.A. 啊。 plan နေလို့ဟာနှစ်အနေငယ်တွေ့မယ် plan နေလို့လာအမှကွာသွားပြီအမှ democracy တဲ့နော်တူးတဲ့ကြီးစုပါလေ system အရန်ကွာသွားပြီနော်အဲ့ဒါကြောင့်တရုတ်တွေကအနိုင်ရရှိတာဒါပေမဲ့အခုတလုံးမှာတော့တရုတ်တွေကသူ့ရဲ့ currency ကို zero short တယ်အာ USA currency ကိုတန်မှုတက်စေတယ်ဟာ USA ကာမစီကိုတံမူးကျစေပြီးတော့တရုတ်ရဲ့ကာမစီကိုတံမူးတက်စေနည်းနည်းလေးတက်စေတာအဲ့ဒါနည်းနည်းလေးအလျှော့ပေးတော့ယူဆောက်ရဒါပေမဲ့ကြံလာနေတော့အေးဘာမှအလျှော့မပေးနိုင်ဘူးเนาะအာတရုတ်ကာမစီကိုတံမူးတက်စေရတယ်တရုတ်တခြားအကြောင်းရင်းရှိမှာပေါ့နော်ဘာကြောင့်တံမူးတက်စေရ USA ဘောင်းတွေပါရယ်ခြင်ကားနေတယ်နော်အကျွေးတွေ US အကျွေးတွေတရုတ်အများကြီးပိုင်တယ် ဲ့တော့ US bond တွေသူတရုတ်ကိုရောင်းလိုက်မှဆိုရင်တရုတ်ကစီကတံမှုတက်မှာပဲအဲ့လိုရောင်းနေတာမသိဘူးတချို့เนาะဆရာဗီဒီယိုကြည့်နေတဲ့သူကပြောတယ်မျက်မျက်လုံးမှိတ်ပြီးတော့ Trump ကိုချစ်တဲ့သူတွေကအမှန်တပြောအောင်နားမထောင်နားမလည်ကြောက်เนาะဆရာအမေရိကန်နိုင်ငံသားအမေရိကန်အပိအမေရိကန်နိုင်ငံရှင်ဒါပေမဲ့ President Trump လောက်လာနေတာတရုတ်ပို့ပြီးအားတာစေတဲ့အတွက်ကြောင့် အမှန်တမ်းပြောရအောင်အမေကောမကြိုက်ဘူးတရုတ်မုံတယ်တရုတ်အားပေးတယ်တဘောပြောတယ်နော်တခြားစဉ်းစားကြည့်အဲ့လိုလူမျိုးတွေကပညာမတတ်တဲ့လူတွေများတဲ့အတွက်ကြောင့်အမှန်ကိုမသိနိုင်တဲ့အတွက်ကြောင့်အခုအမေကတရုတ်ရှုံးမှုကံပို့ပြီးများတော့မယ်နော်အမေရိကန်နိုင်ငံသားတွေတခြားတိမှန်ဆိုရင်လူရွေးမှန်မှာပို့ပြီးကျင်းနေတယ် စအရင်တက်လာနေတာတကဘာလုံးရန်ပတ်ဖြစ်နေတဲ့အကြောင်းတရုတ်ကပျော်ပျော်နေတယ်တရုတ်အကြောင်းဆုံးအရာပါဒီဟာမကြမီပါပြောမယ်တရုတ် GDP ကိုကြည့်ရ GDP ကမစိုးတက်လာကြတယ်တက်လာကြတယ်เนาะဒါပေမဲ့အဲ့လောက်ထိ USA ကိုမကြောက်ခုပြန်တက်နေပြီเนาะတရုတ်နိုင်နိုင်မဲ့နီးနားကိုရှိရမကြမီပါပြောမယ်เนาะအဲ့ဒါကြောင့်အရန်အရေးကြီးရအမေရိကန်ဟိုနိုင်စရာတရုတ်နိုင်စရာအားလုံးညီညွတ်ပြီးတော့ အားလုံးနိုင်တာအကောင်းဆုံးပဲအမေရိကန်သူရကြတာရပါစေတရုတ်ကသူရကြရပါစေအဲ့မှကဘာကြီးကငိမ့်ချမှာเนาะတစ်ဖက်အားကြီးပဲနိုင်နေမှာဆိုရယ်တချင်ကြရင် နောက်တစ်ဖက်ကပြန်ပြီးအနိုင်ပြန်ယူပါမယ်အများမှန်တာเนาะအများမှန်တာအဲ့ကြောင့်အားလုံးအားလုံးနိုင်တာအကောင်းဆုံးရလည်းပဲမလေးတရဘလို့သဘောရပါလေကိုမအမရေးတာပါအဲ့တော့ဘာကြောင့်အမေရိကန်တွေက တရုတ်ကိုအနိုင်မတက်နိုင်ရတယ်အရေးအရေးအရေးကြီးတယ်ဒါဆက်ပြီးကြည့်မယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်တွေကတရုတ်ပစ္စည်းကိုမဲ့တဲ့အတွက်ကြောင့် TikTok TikTok ဘန်လို့ပဲပြောတယ်ရက်ရွှေပါတယ်နေ့စာစာစပြီးအခုဂျွန်လ19ရက်မှာဘန်မလားဆိုတော့ပဲစီထရပြောတယ်ဒယ်လာကိုပြန်ပြီး extend လုပ်လိုက်မယ်။အဲ့ရ TikTok ကုမ္ပဏီကပြောတာပေါ့ तू extend လုပ်နေတယ်သူပတ်ဆက်ပူရတယ်အမေရိကန်နိုင်ငံသားတွေဆီကပတ်ဆက် နိုင်ငံသားတွေအတုံးချပြီးပြဿနာရနေအမေရိကန်နိုင်ငံသားတွေ TikTok မြန်မာတုံးနေတယ်သူကြော်ညာမြန်မာထည့်လို့ရတယ် USA ကြော်ညာလက်လူတွေရတယ် USA audience ပလိတောက်ကြော်ညာခြင်းလားဘာကြောင့်ဆိုတော့အဲ့ဒီကြော်ညာသမားတွေကပြဿနာပိုပေးနေတယ်နော်ရိုးရိုးတာမန်နိုင်ငံလေးဆိုရင်ဟိုလာအိုဆိုကမ်ဘောဒီးယားကိုကြော်ညာထက်မှာပြဿနာမရဘူးကြော်ညာသမားတွေအရင်တိုးတက်နိုင်ငံတွေ audience ပိုများလေတယ်ကြော်ညာသမားတွေပြဿနာပိုထည့်လေတယ် TikTok ကပြဿနာပိုရလေတယ် ောပတ်စပ်ဖို့ရတယ်အမေရိကန်နိုင်ငံသားရဲ့အတုံးချရရတာအဲ့ဒါဘာကြောင့်တစ်တော့လိုချင်ပြီးတော့မဘန်းနိုင်ရတယ်တခြားစဉ်းစားနော်ဆရာတမနာဖြစ်သွားမှဆိုရင်တစ်တော့ဒီရက်မှာရောက်အောင်မရောက်ရင် lower ban မှာ lower 100%တရုတ်ပစ္စည်းအကုန် ban ရှိမှဟာ website အကုန် ban ပြင်မယ်တရုတ်အနိုင်ရချင်အဲ့လိုလုပ်ရမှာဘာကြောင့်လဲအဲ့ဒါကြောင့် အသက်ရှည်စေးကိုကျွေးနေရတဲ့အတူတူပဲ။ Okay ဒီနေ့ဘန်းလုံးမပြောလဲရက်ထက်ရွှေ့တာပြန်ပြီ။အခုထက်ရွှေ့မှဆိုရင်တရုတ်ရကြောက်ပါမလားအမေကောက်။ဒီချာစဉ်းစားပလေးတက်ရောကတရုတ်နေရာမှာဆိုရင်အမေကောက်ကြောက်ပါမလား။ဟွန်းဟွန်း။နော်အဲ့တခုလို့မဟုတ် WeChat လည်းရှိတယ် WeChat လည်းသုံးရတယ်။တရုတ်ပြည်မှာ Facebook သုံးမရဘူး။ Google သုံးမရဘူး။ USA Instagram သုံးမရဘူး။ဒါပေမဲ့ WeChat ကိုအမေကန်နေတိုင်းသုံးရတယ်။ပြီးတော့ Temu သုံးရတယ်။ တရုတ်ပြည်မှာအမဲဆုံးမရှိဘူးဒါပေမဲ့ဒီမှာတည်မှုရှိရယ်တခြားစဉ်းစားနော်တခြားစဉ်းစားနော်ဘာကြီးရှိန်းလာတဲ့တရုတ်ကုမ္ပဏီမဲ့အဲ့ဒါလဲ US မှာရောင်းရတယ်ဒါပေမဲ့အမဲဆုံးတို့ eBay တို့ဘာလို့ကတရုတ်ပြည်မှာရောင်းရတာမရဘူးတခြားစဉ်းစားအဲ့ဒါဆိုရင်ဆရာတမနာဖြစ်မှဆိုရင်တမနာလုံမုံမဆိုလုံးနော်တမနာဖြစ်မှဆိုရင်ဒီတရုတ်စီးပွား ဟာမန်တော့အကိုဘန်းပြန်တာလုံးဝဘန်းပြန်တာမင်းတို့တရုတ်နေ Facebook Google Instagram အကိုပြန်ဖွင့်ပေးမှငါပြန်ဖွင့်ပေးမယ်အဲ့လိုလုံးဝမှာဘာကြောင့်အဲ့လားမထီတယ်မသိနော်ဘာကြောင့်လဲဆိုတော့ democracy နိုင်ငံမလို့ democracy နိုင်ငံဆိုတော့ဆိုတော့လူတွေကနှိမ့်လို့မရဘာကြောင့်နှိမ့်လို့မရအမေရိကန်စီပွားရေးတမားတွေကဒီကုမ္ပဏီတွေဆီကဈေးတက်တက်တာပစ္စည်းတွေဝယ်ပြီးပြန်ရောင်းရတဲ့ကြောင့် ဘီးသနာတွေဘီးသနာတွေเนาะအဲ့အကြောင်းဘယ်လိုမှဖမ်းလို့မရအောင်တမနာလာဆရာတမနာဖြစ်ပြီးတက်လာကြည့်တက်လာပြီးဘန်းလုံးမှာဆိုရင်တိတ်မကြောက်နောက်လေးနှစ်ပြီးသွားရင်ဆရာပြုတ်သွားမှာပဲအမှန်တရားပြတ်ပြတာအဲ့တော့တိကျကြီးတက်ရမယ်အဲ့လိုကြီးချင်းအပြည့်အမေကတရုတ်ပြည်ကိုနိုင်ဖို့ဆိုအရန်ခက်တယ်အရန်ခက်တယ်ဒါကြောင့်ဆိုဒီမိုကရေစီနိုင်ငံလေဟိုက CCP Communist Party ဖြစ်နေတဲ့ကြောင့်အာနာတောက်လျှောက်ရတယ်သူလှုပ်ချင်တော့လှုပ်ရနော်တော်နေတာကတရုတ်တွေကစီးပွားရေးကိုတိုးတောင်းတော့မယ်အချင်းချင်းမချဘူးနော်တကဘာလုံးအနိုင်ယူမယ်ဆိုရင်ရီမန်ချက်အားလုံးအတူတူရှိကြတယ်သူပါတယ်အဲအကြောင်းအာနာကအများကြီးတည်မြဲနေတာနော်တည်မြဲပြီးတော့စီးပွားရေးတကယ်ကောင်းအောင်လုပ်ပါတယ်တရုတ်တွေသွားကြည့်တရုတ်ပြည်သွားလဲမှုတွေတည်တယ်မယ်တရုတ်ပြည်အများတူတယ် နော်တရုတ်တရရေးရှိသိတယ်မယ်သူတရုတ်ပြည်ကိုအာအကောင်းမြင်ကြတာအဲစီးပွားရေးအရန်တူးတက်လာလို့ကြောင့်နုံခဲ့တဲ့အာအနည်း50 60 100လောက်နဲ့မတူအောင်တရုတ်ကြောက်တာပါလိမ့်ရတရုတ်ကြောက်တာပါလဲဆိုနိုင်ငံအားပေါင်းပြီးတော့တရုတ်ကိုဂျောင်ပိတ်ရဲမှာအရန်ကြောက်အဲတခုပဲအရန်ကြောက်အဲတခုအရန်ကြောက်အဲတခုကို USA ဟာတည်ချာချာလုံနိုင်မှာဆိုရင်တရုတ်နိုင်ဖို့အတားရရှိဒါပေမဲ့ခက်လာတာထရမ့်က ဘယ်နိုင်ငံရောမှာ support မလုပ်ဘယ်နိုင်ငံရောမှာအဲ America first America first ဆိုတော့အမေရိကအလုံးဖြစ်သွားအမေရိကတက်ရောက်ပဲဖြစ်သွားတယ်အရေးကြီးရယ်တခြားနိုင်ငံအောက်ပေါင်းဖို့ဆိုရင်ရှေ့တောင်အာရှအာဆီယံရောအမေရိကအောက်ကိုအောင်လုပ်အောင်မှာဒါပေမဲ့ free trade agreement အမေရိကန်တွေကရှေ့တောင်အာရှနိုင်ငံတွေဘယ်တော့မှတော်မပြောတရုတ်ကအရင်ဆုံးလက်ကမ်းပြီးတော့အာဆီယံကို free trade agreement တရုတ်အရင်ဆုံးလုပ်တယ် အဲ့တော့တရုတ်နဲ့ကုန်တွယ်ရေးအရန်များနေတယ်အဲ့တော့အာဆီယံပစ္စည်းတွေတရုတ်တွေဝယ်တယ်တရုတ်ပစ္စည်းတွေအာဆီယံဝယ်အဲ့တော့အာဆီယံကတရုတ်ကိုအာခံမထင်သလား US တွေပေါင်းပြီးမခံဘူးအာဖရိကနိုင်ငံအဲ့လိုပဲတရုတ်အင်ဒီနာကြီးအကုန်လုံးကတရုတ်နဲ့အောက်ရအောင်လုပ်တာပြီးတော့ပိုဆော့ပါလက်တင်အမေရိက USA ရဲ့တောင်ဘက်ခြမ်းနိုင်ငံတွေမှာတရုတ်ကတင်းသွင်းနေပြီအဲ့တော့တရုတ်ကအရင်အမျိုးမျိုးရှိပြီးတော့ ဆယ်စုနှစ်ကျော်ကျော်နိုင်ငံအားလုံးတိမ့်သွင်းနိုင်အောင်လုပ်တယ် US ကတော့အခုက President Trump တက်လာ America First ဆိုပို့ပို့ပြီးတော့ကဘာအနှက်အာဏာရုပ်ရော်သွားတယ်အရာရေးကြည့်တော့ဘာပဲဖြစ်ပြောပလေးတိုက်ယူတော့ဒါပညာအများကြီးရစရာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့ပညာပန်းနေအရာစုံဖြစ်ပါတယ်ကုမမရပါအရာအရေးကြီးတော့ပါတယ်ပလေးတိုက်ယူဘဝကိုအဲ့လိုမျိုး တိုးတက်အောင်လုပ်ရမယ်။နော်လူကောင်းတွေတိုးတက်မှလူဆိုးတွေဒုက္ခရောက်မှာ။အဲ့ရောပလေးတိုင်ကလူကောင်းမှန်တယ်ဆိုရင်ဆရာလူမျိုးတလားတဲ့နဲ့တသိမ်းရမှာဆိုရင်ကိုမကြိုက်အလုံးမလုံးစရာမလိုဘူး။ဟောကိုမကြိုက်နိုင်မှာနေစရာမလိုဘူး။မိသားစုကိုလုံးကျုံအောင်စောင့်ရှောက်နိုင်တယ်။စဉ်းစားကြည့်တနေ့ကိုတနာရီရတယ်၃နာရီပဲအလုံးလုံးတလောက်ရက်၂၀ပဲ ဲ့လိုမျိုးဆိုရင်ပရိသတ်တို့ဘယ်သူမှထိန်ချုံမရတော့လူကောင်းတွေကဒီလိုချမ်းသာမယ်ဆိုရင်ကဘာကြီးကအေဂျင့်တော့မှာနော်ဒီလိုမျိုးတလောက်တသိန်းရအောင်တင်ပေးနိုင်ဆရာဆိုရတယ်ဆရာ rich တယောက်ပဲရှိတယ်နော်ဆရာ rich ကဘာကြောင့်အဲ့လိုမျိုးစနစ်တကျဘဝပြည့်ပြည့်စုံဘဝရအောင် တပည့်တွေရဲ့ဘဝပျောက်မင်းနေရတယ်ဆိုတော့စနစ်ကျရတဲ့အတွက်ကြောင့်စနစ်တကျတင်ဖို့လိုတယ်အစ်စ်မကျော်နဲ့ stock investing call option put options advance option ပြီးတော့မှ day trading movement တော့တက်တစ်နှစ်အတွင်းမှာပြောက်တက်ဆရာစနစ်တကျတင်မိပြီနော် empire ထောင်ချင်ရဆိုရင်ဘဝကြီးကိုလက်ဖြောက်တီးတော့ပြောင်းလဲချင်ဆိုရင်ဆယ်စုနှစ်တခုကြာနေမယ်ဒါပေမဲ့ဆယ်စုနှစ်မှာစနစ်တကျလုပ်ရမှာဆိုရင်မအောင်မြင်တဲ့လူစားအရန်ရှာတယ်လုံးဝမရှိနိုင်ဘူး စနစ်တကျလုပ်ဖို့အရန်လိုတယ်အဲအကြောင်းဒီနေ့ပဲစနစ်တကျလုပ်ခြင်းရင် YouTube video description ကိုမှမှာစရင်တွေ့နာမှာ stock investing call option put option advanced option day trading မှာ stock link တွေကို YouTube video အောက်မှာရှိပါတယ်ပြီးမှရင်ဆရာနဲ့တိုင်ပေးလို့ရနော် discussion ပေါ်မှာမေးလို့ရတယ်စကားပြောခြင်း mentorship call join လို့ရ join ရင်တင်တန်းသူတင်တန်းသားရယ်ဆိုရင်နှစ်ခါနှစ်လ join ပြီးရတယ်တစ်လလက်ဆောင်ရတယ် เนาะဒါ too special ဘဝစနစ်တကျနဲ့စောစောတရုတ်လိုမျိုးအမေရိကကိုစနစ်တကျနဲ့အနိုင်ယူဖို့ပြောချင်တယ်ဘဝပရိသတ်ဘဝလည်းเนาะကိုမလုပ်ချင်အလုပ်မှမလုပ်အောင်မိဘတွေမကြမ်းမအောင်ဆိုရင်တေးချာချာကြိုက်တဲ့နေရာမှာစိတ်ခူရအောင်တနေရာမှာဒုက္ခရောက်နေငယ်လှုပ်နေတယ်မိနောင်နေတယ်အဲ့နေရာပြောင်းလို့ရအောင်တလောက်တသိန်းရရကြည့်ပရိသတ်ရဲ့ ပြဿနာ69ရာနှုန်းတော့လုံးဝပျောက်သွားလိမ့်မယ် MD ရဲ့ကျေးဇူးတင်ပါတယ်ဆရာ။ဆရာရဲ့တင်တဲ့လေးခုကိုတက်ပြီးတဲ့အမြောင်းငွေထူးထူးခြားခြားရခဲ့တယ်။တင်တဲ့အပြီးပထမလမှာ9200ကျော်ဒုတိယလမှာ2800ကျော်အများအများကြီးရခဲ့တယ်။ပိုထူးခြားတာကဆရာနဲ့မန်တော်ရှိဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားလိုက်အရင်အောင်မြင်ရတယ်။ကျွန်မ offshore လောက်တဲ့ယခုတလအမြောင်းငွေက ဆူရှိနှစ်ဆိုင်ကရတဲ့အမျက်ဝေထက်ပုံများတယ်။ CI Rich ကိုအရင်ချင်းသိရတယ်ဆရာ။အချိန်တိုသောသွင်းအောင်မြင်တဲ့အတွက် လူတိုင်းကိုလည်းကျွန်မလိုဖြစ်အောင်အားမလျှော့ပဲစူးစမ်းပါလို့လောဝရုပ်ရုပ်ကြီးကြီးတိုက်သွင်းပါတယ်။ဆရာတက်ရှိကျမ်းပါပါစေ။